ိုင်ငံတောင်ပိုင်းလိတ်ကျွန်းလူတက်မှုကမြန်မာလုံသားဇော်လင်းနဲ့ဝင်းစော်ထော်နှစ်ဦးကိုဒီဇင်ဘာလ24ရက်နေ့နနက်ပိုင်းက Cosmic ခရိုင်တရားရုံးကနေလူတက်မှုမဒိမ့်မှုတို့အပါအဝင်ပုံမှန်ခုနှစ်ခုလို့အတွက်တည်တံချမှတ်လိုက်ပါတယ်။ဒီအမိန့်ချမှတ်မှုအပေါ်ထိုင်းနိုင်ငံရှိအထက်တရားရုံးတွေမှာဥပဒေအရတောင်းဆိုခွင့်အယူခံဝင်ခွင့်ရှိနေပြီးဥပဒေအရအဆုံးထိဆောင်ရွက်သွားမှာဖြစ်တာကြောင့်အမိန့်အပြောင်းအလဲဖြစ်သွားနိုင်တယ်လို့မြန်မာတန်ယုံအထူးအဖွဲ့ဥပဒေအကြံပေးရှင်နေဦးအောင်မျိုးတန်ကပြောပါတယ်။ အမှုနဲ့ပတ်သက်ပြီးဆက်လက်ဆောင်ရွက်ရမယ့်ကိစ္စတွေကိုမြန်မာတန်ရုံအထူးအဖွဲ့ကရှေ့နေဦးအောင်မျိုးတန်းကအခုလိုပြောပါဗျာ။ကျွန်တော်တို့ကအဒီအရဘောအချက်ရောဘောတယုံစီတယုံစီတဲ့ပွင့်ရှိပါသေးတယ်။အဲ့ကြောင့်ကျွန်တော်တို့အရှိန်အနေဖို့အတွက်အမင်းကူးလေအမှုပဲပြုရဆိုတာမျိုးဆက်တဲ့ပုံရိပ်ရှိပါတယ်ကျွန်တော်တို့ကကျွန်တော်အဖွဲ့က limitation ကိုတော့အတင်းမှာပဲရှိပြီးသိရပါတယ်တက်ပြီးတော့ရှိပေါင်းရုံးကချတဲ့အမင်းကိုကျွန်တော်တို့ကဒဲမိုက်ချက်ဒီ 那边，屋里有阿松的三样排骨肋，阿皮骨头，我讲牛肉干啊，阿苦卤米渣，阿咸椒汤巴底的。鱼骨啊，对梁叉底的，阿卡咧对梁叉路，阿来乌鱼毛嘴巴乌。就那肉干，伊阿只油牛在锅煮的，生油煎巴底的，伊阿牛啊到处过，可以一只经济一起巴底的。 哎，看家下来，啊 <music>，我每下啊，叫我来起床来嘛嘞，咯，这个，哎，我起床了以后，你看手机过来，怎么样？老子妈嘞，你把旅游，哎，旅游票订到哪了？这个，你看比方说，哎，有你嘛，当时在干嘛嘞？啊，每下，叫我来起床没事啊，我这个也弄点你把手机过来，那个马路，哎呀，听那个，我出来比较方便比较离屋里。 မြန်မာလုံသားနှစ်ဦးအပေါ်တည်တံ့ချမှတ်ခဲ့ပြီးနောက်လူမှုကွန်ရက်တွေပေါ်မှာဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပြီးပြင်းထန်စွာရှုံချမှုတွေလည်းထွက်ပေါ်လာပါတယ်။ဒီလိုဝေဖန်ကြရမှာထိုင်းနိုင်ငံမှာအင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေနေတဲ့ Bangkok Post သတင်းစာရဲ့ Facebook စာမျက်နှာမှာဒီသတင်းနဲ့ပတ်သက်ပြီးတင်ထားတဲ့ post အောက်ကနေမှတ်ချက်တွေမှာလည်းထိုင်းနိုင်ငံသားတွေကိုယ်တိုင်ဝေဖန်ရေးသားထားတာကိုတွေ့ရပါတယ်။ အဲ့ဒီအမှုအတွက်တလာအတွင်းအယူခံခွင့်ရှိတယ်လို့သမရာယုံကတာဝန်ရှိသူ ဖြစ်တဲ့ဦးစောထေကသူ့ရဲ့ Facebook မှာဖော်ပြထားပါတယ်။ဒါအပြင်ရှေ့နေလိုက်ပေးတဲ့ထိုင်းနိုင်ငံရှေ့နေများကောင်စီကဒီအမှုအတွက်ရှေ့နေ22ဦးပါကော်မတီဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီးအဲ့ဒီကော်မတီကနေလာမယ့်17ရက်နေ့မှာအစည်းအဝေးဆောင်ရွက်သွားဖို့ရှိတယ်လို့လည်းရေးသားထားပါတယ်။ဈာကာလမှာတော့ရှေ့နေများကောင်စီမြန်မာနိုင်ငံတန်ယုံ ိုင်းနိုင်ငံရောက်မြန်မာ CSO တွေနဲ့ဆွေးနွေးညှိနှိုင်းမှုတွေဆောင်ရွက်မယ်လို့လည်းရေးသားထားပါတယ်တည်ရန်အမိတ်ချမှတ်ခဲ့ခြင်းနဲ့ပတ်သက်ပြီးရန်ကုန်မြို့ရှိထိုင်းနိုင်ငံဆိုင်ရာမြန်မာတန်ယုံရှိမှာတော့ဆန္ဒထုတ်ဖော်ကြားဖို့အတွက်နှိုးဆော်မှုတွေကိုလည်းလူမှုကွန်ရက်တွေပေါ်မှာပြန့်နှံ့လျက်ရှိပါတယ်။ဒါကြောင့်လဲရန်ကုန်ရှိထိုင်းတန်ယုံရှိမှာမော်တက်12နာရီကျော်လောက်ကစတင်ပြီးရဲတပ်ဖွဲ့ဝင်တွေကလုံခြုံရေးယူထားတာကိုတွေ့ရှိခဲ့ပါတယ်။ရန်ကုန်မြို့ရှိထိုင်းတန်ယုံရှိမှာဆန္ဒပြမှုကို ညနေ၄နာရီမှာစတင်ခဲ့ပါတယ်။ဆန္ဒထုတ်ဖော်မှုမှာပါဝင်ခဲ့သူတွေကအင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့စိုင်းပုတ်ငယ်တွေကိုကန်ဆောင်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုဆန္ဒထုတ်ဖော်ချိန်မှာရဲတပ်ဖွဲ့တာဝန်ရှိသူတွေကလူစုခွဲဖို့လာရောက်ပြောကြားခဲ့ပါတယ်။ဒီလိုပြောကြားပြီးနောက်၄နာရီ၅မိနစ်လောက်မှာတော့လူစုခွဲခဲ့ကြပါတယ်။ ဒီလူတက်မှုနဲ့ပတ်သက်ပြီးတရခွင်မှာစစ်ဆေးနေစဉ်ကာလတွေကတည်းကတိတ်ဆုံးသူဟန်နာရဲ့ကိုပေါ်ရှိ DNA နဲ့ဆွဆွဲခံထားရသူတွေရဲ့ DNA တို့ပြန်လည်တိုက်ဆိုင်စစ်ဆေးမှုပြုလုပ်ခဲ့ရမှာတူညီမှုမရှိဘူးလို့ထိုင်းနိုင်ငံရဲ့ကြော်ကြားတဲ့မှုကင်းဆရာဝန်တဦးဖြစ်သူဒေါက်တာဖွန်တက်ကစက်တင်ဘာလအတွင်းတရခွင်ရုံးချင်းတစ်ခုမှာလာရောက်တက်သေးပြထွက်ဆိုခဲ့ပူးပါတယ်